အားလုံးမင်္ဂလာပါအရင်နေ့တွေတုန်းကဆူတောင်းကူးမျိုးတွေမှာပါတဲ့အပယ်လေးပါကတ်သုံးပါတို့ကို ပြောပြပေးခဲ့ပြီးပြီဖြစ်ပါတယ်ဒီကနေ့မှာတော့ဆူတောင်းကူးမျိုးတွေမှာပါတဲ့ရက်ပြည့်ရှိပါကိုဆက်လက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်ရက်ပြည့်ရှိပါရက်ပြည့်ရှိပါဆိုတာအပြည့်တင်သောအရက်လို့ဆိုလိုပါတယ်အပြည့်တင်သောအရက်ရှိပါမှာတိငရဲနှစ်တိရစံသုံးပြိတ်တာ လေအတညာတငါပိစံတရက်6ဝိကလင်တရိယခွန်မိစ္ဆာဒိဋ္ဌိ7ဗုဒ္ဓတုံညောတိဟိတုကောတို့ပဲဖြစ်ပါတယ်။ငရဲတရိษံပြိတာတို့ကဘလူအပြစ်တင်တာလဲဆိုတော့ငရဲတရိษံပြိတာတို့မှာဖြစ်ရင်အဲ့ဒီဘဝမှာမတ်ဖို့မရနိုင်တော့ဘူး။ဒါကြောင့်မတ်ဖို့မရနိုင်တဲ့အရက်ကိုအပြစ်တင်သောအရက်လို့ခေါ်ဆိုပါတယ်။နောက်ပြီး အတညတ်သက်ပြန်မှာအတညတ်သက်ပြန်မှာကခန္ဓာကိုယ်ကြီးပဲရှိပြီးစိတ်မရှိဘူးမြန်တောင်ပြောရရင်ရုပ်ထုတွေလိုပါပဲဒီတိုင်းမလှုပ်မရှက်ငြိမ်သက်နေတယ်လို့ပေါ့ဒါကြောင့်အတညတ်သက်ပြန်မှာကိုလည်းမတ်ဖို့နိဗ္ဗာန်မရနိုင်တဲ့အရက်မှာဖြစ်တဲ့အတွက်ကြောင့်အပြည့်တင်သောအရက်လို့ခေါ်ဆိုပါတယ်ခုဆိုရင်ရက်ပြည့်ရှင်းပါမှာငရဲတိရစ္ဆာန်ပြိတ္တာအတညတ်သက်ဆိုပြီး ၄ပါးပြီးသွားပါပြီ။ကျန်တဲ့၄ပါးကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ပိစံတရေအရက်ဆိုတာသာသနာမထုံးကသာသနာမရောက်တော့အရက်ဖြစ်ပြီးတောတောင် တိုင်းစုံပြည်နာမှာနေတဲ့လူရိုင်းများနေရဟာလဲမဘုနိဗ္ဗာန်မရနိုင်တော့အရက်ဖြစ်တော့ကြောင့်အပြည့်တင်တော့အရက်လို့ခေါ်ဆိုပါတယ်။နောက်နံပါတ်6ဖြစ်တဲ့ဝိကလိန်တရိယဝိကလိန်တရိယဆိုတာမွေးလာကလေးက မျက်စိနားနာစတဲ့အင်ဒရီများချို့တယ်ပြီးဖျားပွင့်ရာကာလနဲ့ကြုံတော်လဲဖျားကိုဖူးခွင့်တရားနာယူခွင့်များ ဆုံးရှုံးရတဲ့အတွက်ကြောင့်ပဋိသင်္ဍေအဖြစ်ကန်းသူကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။နောက်မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာဘုဒ္ဓဘာသာမဟုတ်ဘဲအခြားအယူဝါဒများမှာဖြစ်နေရင်လဲမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မများကို အမှန်မမြင်နိုင်တဲ့အတွက်ကြောင့် မှတ်ဖို့မရနိုင်ပါဘူး။ဒါကြောင့်မှတ်ဖို့မရနိုင်တဲ့အယူဝါဒရှိသူတို့ကိုလည်းရှက်ပြစ်ရှိပါမှာတဖာအပါဝင်နဲ့တွေ့ရပါတယ်။နောက်ဆုံးတစ်ခုကတော့ဗုဒ္ဓသုံးညောတိဟိတုကောလိုပဲဖြစ်ပါတယ်။ဗုဒ္ဓသုံးညောတိဟိတုကောဆိုတာဖယမပွင့်တဲ့ကာလမှာတိဟိပရိတန်တွေနဲ့ပြည်စုံသူပင်ဖြစ်ပါစေ။ဖယမပွင့်တဲ့ကာလမှာဖြစ်တဲ့အတွက်ကြောင့်မှတ်ဖို့မရနိုင်ပါဘူး။ဒါကြောင့်အလုံးကိုအကျဉ်းချုပ်ရရင် အထက်မှာပြောခဲ့တဲ့အရက်၈ပါးဟာမတ်ဖို့မရနိုင်တဲ့အရက်မှဖြစ်တဲ့အတွက်ကြောင့်ရက်ပြည့်၈ပါးအပြစ်တင်သောအရက်လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ဒီလောက်ဆိုရင်စူတောင်းကိုမျိုးမှာပါတဲ့ရက်ပြည့်၈ပါးကိုတိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုယ်ကျမ်းမှာစိတ်ချမ်းသာကြ၍ကောင်းသောလူရင်းစံတာများပြည့်ဝနိုင်ကြပါစေ။